ကဲကျွန်တော်မိတ်ဆွေတို့အားလုံးပဲမင်္ဂလာပါเนาะကျွန်တော်တို့ဒီနေ့ကဒါတွေ့ဆုံပြီးတော့စကားပြောနေတာပဲဖြစ်ပါတယ်เนาะကျွန်တော်တို့ရဲ့တွေ့ဆုံမှုကလည်းအဆင်ပြေပါတယ်ဒီကိစ္စကိုဘလို့ဖြစ်သွားလဲဘလို့ဖြစ်သွားလဲမေးနေတဲ့သူတွေအတွက်เนาะကျွန်တော်တို့ပြီးမှပဲအသေးစိတ်ပြန်ပြီးတော့ပြောပြပေးပါမယ်เนาะဒါဒီနေ့တော့ဒါကျွန်တော်တို့တွေ့ဆုံနေရပဲဖြစ်ပါတယ်ကျွန်တော်ခုနကတော့ post တင်လိုက်တာနဲ့ပတ်သက်ပြီး comment တွေမှာလာမန်းတဲ့သူတွေကိုကျွန်တော်တွေ့တယ်ပေါ့နော်အဲ့မှာတချို့ကကျတော့ကောင်းစီခြင်းနဲ့စိတ်နဲ့ပြည်လေစီခြင်းနဲ့စိတ်နဲ့မန်းတဲ့သူတွေရှိတယ်တချို့ကကျတော့ကြက်စနာကိုပူကြီးအောင်တဦးတယောက်တစ်ဖက်ကိုဒုက္ခရအောင်ညှောက်ပြီးတော့မန်းတဲ့သူတွေရှိတယ်နော်ဆရာတို့ကကိစ္စဘဝကိုအစားဆုံးနိုင်မမှမတင်ခဲ့တာဆရာရဲ့မိတ်ဆွေတွေအကုန်လုံးလည်းခင်မမို့ကြီးဖြစ်စရာမလိုဘူးဘာကြောင့်လဲဆိုတချို့ကိစ္စတွေကတင်လို့မရတဲ့ကိစ္စရှိလို့ဆရာတို့ကမတင်တာနော် အတိကပြောချင်တာကအစောကြီးတဲ့ကတစ်ဖက်ကလာပြတဲ့အချိန်မှာတစ်ဖက်ကလည်းတက်တဲ့ဒေါက်တာပြန်ပြလို့ဆရာပြောတာဆရာကြီးပြောချက်ကကြီးကဒါပဲလေနော်အဲ့ဒီအချိန်မှာဆရာမင်းကျော်သိန်းနဲ့ဆရာနေကြမှာရန်တိုက်တဲ့သူမြှောက်နေသူနောက်တစ်ခါဆရာတို့လှုပ်ကြံနေသူတွေရှိတယ်နော်ဒါကြီးကဆရာတို့လိုင်းမွန်မှာမတင်ရှင်တော့လို့ထားလိုက်တော့တာအသက်အန္တရာယ်ဒီဆိုရင်အောင်လှုပ်ကြံနေကိစ္စတွေရှိခဲ့တယ်ဆရာတို့နှစ်ဖက်လုံးခံရတာဒါပေမဲ့ဒါကြီးကဆရာတို့မပြောချင်တော့လို့နော်အဲ့တော့အဲ့ကိစ္စတွေအားလုံးလည်းဆရာတို့ကဒါအခုမှဒါပထမဆုံးတစ်ချိန်တွေ့တာမဟုတ်တွေ့ပြီးတော့ဖြည့်ရှင်းပြီးပြီဆရာတို့ပြီးွားပြီ เนาะနောက်တစ်ခုကကြတော့နောက်တစ်ခုကကြတော့တစ်ဖက်ကလည်းတိုင်တယ်เนาะတစ်ဖက်ကဖြည့်ရှင်းပြီးပြီအဲ့ဘက်မှာသူဘာဖြစ်လဲဒါသူ့ရဲ့ reset ပဲလေเนาะကျန်နာယူဆရာတို့ကဘာမှပြောနေကြမလို့တော့လေ reset ကသူဘာဖြစ်သွားလဲသူဘာမှမဖြစ်ဆိုသူဘာမှမဟုတ်လို့ပေါ့ဖြစ်တယ်ဆိုဟုတ်လို့ပေါ့ဘယ်သူမှမှန်နေမှန်းနေဆရာတို့မပြောချင်းဟုတ်လားအဲ့တော့ကိစ္စကိုဖြည့်ရှင်းလို့ရအောင်ဆရာတို့လှောက်ဆောင်ပေးခဲ့ပြီးပြီဒီဘက်မှာတစ်ဖက်တိုင်နေတစ်ဖက်ကဖြည့်ရှင်းတာပြီးွားပြီလေသူနဲ့ဆရာနဲ့တစ်သက်လုံးရန်သူကြီးဖြစ်နေကြမှာမလို့တာเนาะ ။ရန်သူကနေမိတ်ဆွေဖြစ်တာမင်္ဂလာတပါးပဲလေ။ဟုတ်လားဆရာပြောတာ။တက်တလုံးပါလေငါတို့ဒီ line ပေါ်မှာရန်ထိုင်ဖြစ်ပြနေရမှာလား။တက်တလုံးချနေကြရမှာလား။အခြေသုံးတငငယ်ချင်းနေအခြေသုံးမိတ်ဆွေကြတော့ရန်သူတွေဖြစ်တာ။အခုကရန်သူကမိတ်ဆွေဖြစ်တာကောင်းသောအရာပေါ့။ဟုတ်တယ်လား။နော်အဲ့တော့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့လေအစားဆုံး line ပေါ်မှာမတင်ဖြစ်တာအတိအကဒါပဲ။နော် ဘာမှမဟုတ်ဘူးတစ်ဖက်ကလည်းအဲ့တော့လာချပြခဲ့ပြီးပြီဒီကိစ္စဒီလိုဒီကြောင်းရှိတဲ့အချက်လက်နဲ့တစ်ဖက်ကလည်းပြန်ပြပြီးပြီဒီလိုဒီကြောင်းရှိတဲ့အချက်လက်နဲ့เนาะဒီဘက်မှာပြီးပြီလေတဆရာကဏ္ဍပြီးွားပြီဆရာဝင်ပါပြမဲ့ကဏ္ဍပြီးွားပြီတစ်ဖက်ကနင်းတာလည်းထင်လို့ဆရာဝင်ပါပြတဲ့တစ်ဖက်ကတိုင်းနေအဲ့ဘက်မှာတစ်ဖက်ကဖြည့်ရှင်းရတယ်ဒါပေမဲ့ဖြည့်ရှင်းရတာဘာဖြစ်သွားလဲဘာမှမဖြစ်ဘူးလားမဖြစ်ဘူးဆိုမှဖြစ်ဘူးပေါ့အဓိကဒါပဲလေနော်အဓိကဆရာအဲ့ဒါကိုပြောချင်တာအဲ့တော့ကောင်းသောရည်ရွယ်ချက်နဲ့အရာရာတိုင်းကအဆုံးသက်သွားရင်ကောင်းတယ်နော်အရာရာတိုင်းကအဆုံးသက်သွားရင်ကောင်းတာပေါ့ဟုတ်ပြီလား ဲ့တော့ဘယ်သူမှလည်းခင်မိုးမွေမဖြစ်ဘူးအစအဆုံးမတင်တာပဲရှိတယ်နော်ဒါမှကျွန်တော်လည်းအများကြီးအသက်အန္တရာယ်ဒီချင်းကြောက်ခံရတာကြီးလုံးကြံခံရတာကြီးရှိတယ်သူလည်းလုံးကြံခံရတာချင်းကြောက်ခံရတာကြီးရှိတယ်အထူးကြောင့်အဲ့ဒါကိုသိစေချင်တာနော်ဒါပေမဲ့အဲ့ဒီကိစ္စတွေကိုဖော်ထုတ်တာမို့လို့တချို့တချို့သောကိစ္စတွေကိုဆရာတို့ဖော်ထုတ်နေတာမို့လို့လိုင်းပေါ်မှာမတင်သေးရနော်ကဲအားလုံးပဲမင်္ဂလာရှိတဲ့နေ့ရက်ကလေးပါခင်ဗျာပြေလည်စေခြင်းနဲ့စိတ်နဲ့ဝင်မက်ပြီးတော့တဦးတယောက်ချင်းဒီတိုင်းကိုကျေးဇူးတင်ပါတယ်ကျွန်တော်တို့ကလည်းတယောက်နဲ့တယောက်ကြမှာကြေအေးမှုနားလည်မှုယူလိုက်ကြပြီးဖြစ်ပါတယ်ကဲနော်အားလုံးပဲမင်္ဂလာရှိတဲ့နေ့ရက်ကလေးပါခင်ဗျာ ်နော်ဒီနေ့ဒီကိစ္စကိုအကြောင်းရင်းနဲ့ဆက်နေပဲပြောရမယ်နော်ကျန်တာမကျန်တာခင်ဗျားတို့မန်းတာမမန်းတာခင်ဗျားတို့ကိစ္စပြေလေတာကိုပျော်တဲ့အနေနဲ့ဝင်မှန့်ပြီးတဲ့မိတ်ဆွေတွေအားလုံးလည်းဒီနေ့ညနေကျေးဇူးတင်တယ်နော်ဘယ်သူမှလည်းဒီကိစ္စမှာခင်မုံမူကြီးမဖြစ်သွားဘူးအဲ့အတွက်လည်းအားလုံးတစ်ခါတည်းကြိုပြီးတော့မြစ်တိုင်ရက်ခံတိုင်းနော်ပါလေဆိုပထမအကြောင်းအရာတစ်ခုအနေနဲ့ဒီကိစ္စဖြစ်တဲ့အချိန်မှာတစ်ဖက်ကတက်တေထောက်တာနဲ့လာပြောတယ်ကျွန်တော်ကဒီကိစ္စကိုတင်ပေးတယ်တစ်ဖက်ကတက်တေထောက်တာပြမယ့်အချိန်မှာတစ်ဖက်နဲ့ကျွန်တော်ကြမှာတွေးထုတ်စကားအဲတွေးထုတ်တဲ့ကိစ္စတွေဖြစ်လာတယ်အဲ့တော့မပြဖြစ်ဘူးပြန်ဖြစ်သွားတယ်เนาะဒါပေမဲ့ပြီးတဲ့အချိန်မှာ အဲဒီကိစ္စကိုလည်းဆရာကြီးကျန်လည်းပြီးတယ်เนาะကျွန်တော်တို့အားလုံးဆောင်လိုက်တယ်တစ်ဖက်ကလည်းတက်တည်ထောက်တာပြတယ်တစ်ဖက်ကတက်တည်ထောက်တာဒီနှစ်ခုကျွန်တော်ရှင်းကြည့်လိုက်တယ်ဒါတကန်နာเนาะနောက်ကန်နာတစ်ခုအနေနဲ့ကောင်မလေးဘက်ကနေပြီးတော့မှမြန်မာနိုင်ငံကိုတိုင်စာပို့တယ်တိုင်တယ်เนาะတိုင်တဲ့ကိစ္စမှာတစ်ဖက်ကရှင်းရတယ်ရှင်းရတဲ့ပုံမှာသူပါဖြစ်လဲ သူ့ရဲ့ဖြစ်စဉ်ကအဲ့ဒါသူ့ရဲ့အဖြစ်ပဲလေဟုတ်တယ်ဟုတ်လားသူဘာဖြစ်သွားလဲဆိုတာအဲ့ဒါအလုံးမြင်တယ်မလားဘာမှဖြစ်သူမဖြစ်လို့မှအဲ့ဒါအဖြစ်တစ်ခုနော်ပြီပြီနော်နှစ်ခုပြောချင်တာတစ်ခုကကြတော့ရှင်းနေတောင်မှပဲတရားခွင်မှာဆိုဟိုဘက်နဲ့ဒီဘက်တွေ့ကြတယ်ဟိုဘက်ရှင်းနေဒီဘက်ရှင်းနေဒီလိုပဲလေပြီးွားပြီဆိုလို့ရှင်ပြန်အစင်ပြတာပဲကျုပ်တို့က log in ဆရာအမြဲတမ်းကျုပ်တို့တစ်တလုံးရံမဖြစ်နေနိုင်ဘူးအဓိကဒါကိုပြောချင်တာတစ်ဖက်တစ်တလုံးရံဖြစ်နေဆရာဘာအကြောင်းရင်းမှလည်းမရှိဘူးအဲ့တော့ तू ਨੇ ကျုံနေကြကိစ္စကိုကြေးအေးတယ်အဓိကဒါပဲလေတစ်ဖက်နဲ့တစ်ဖက်နဲ့တစ်ဖက်ကြေးအေးတာကမာလီကိစ္စကိုမပြောဘူးစိတ်ဝင်စားအောင်အဲ့ဒါသူ့ကိစ္စဖြစ်သွားပြီနော်သူ့ကိစ္စမှာပထမကူညီပေးတယ်သူကိုယ်တိုင်လည်းတိုင်တယ်တိုင်တဲ့ကိစ္စကိုလည်းတစ်ဖက်ကရှင်းရတယ်အဲ့ပေါ်မှာဘလို့အရှင်နေမျိုးဖြစ်သွားလဲဆိုတဲ့ result တစ်ခုအားလုံးမြင်တယ်ဒါပဲဟုတ်လားဒါပြီးသွားပြီလေကျွန်တော်တို့ကဏ္ဍတွေအားလုံးပြီးသွားပြီနော်အဲ့ဒါကြီးပြီးသွားတော့ကျွန်တော်နောက်ဆက်တွေဘာဆက်လုပ်ရမှာလဲသူနဲ့ထပ်ပြီးရန်ဖြစ်နေရမှာလားဖြစ်စရာမလိုတော့ဘူးလေတစ်ဖက်ကဆရာနဲ့ကျွန်တော်နဲ့အစိုးရရန်သူမဟုတ်ဟုတ်တယ်နော်ပထမတက္ကနာဒုတိယတက္ကနာအနေနဲ့နော်ဒီကိစ္စတွေဖြစ်တဲ့အချိန်မှာကျွန်တော်တို့နှစ်ဦးနှစ်ဖက်ကြားထဲမှာ ကျွန်တော်တို့ရဲ့အသက်အန္တရာယ်ဖြစ်လာအောင်ဒီကျွန်တော်တို့ချင်းချောက်မှုတွေကြုံခဲ့ရတယ်။နော်ဟိုဘက်ကဆရာလေးကြုံရတယ်ကျွန်တော်လည်းကြုံရတယ်။နော်ဒါအဓိကကဏ္ဍ။နောက်တစ်ခုအနေနဲ့ကျွန်တော်တို့ line ပေါ်မှာတင်ပြီးပြောပြလို့မရတဲ့ကဏ္ဍတွေကျွန်တော်တို့မှာရှိတယ်။ဒါဆိုအားလုံးသဘောပေါက်မယ်နဲ့တူတယ်။နော်အဲ့တော့ကျွန်တော်တို့နှစ်ယောက်လုံးဒါကိုလည်းကျွန်တော်တင်ပြီးလို့မရတဲ့ကဏ္ဍတွေရှိတယ်။အဲ့ဒါကြောင့်မတင်တာ။ဟုတ်ပြီနော်။အဲ့တော့ဒီကိစ္စတစ်ဖက်ကပြီးသွားပြီ။လူတွေတိုင်သာပို့တဲ့အထိ လူတွေမြန်မာနိုင်ငံတိုင်စာပို့တဲ့ဒီကျွန်တော်တို့ကူညီပေးပြီးပြီလေပြီးပြီဗောနောက်ဆက်တွဲရှင်းပြီးပါပြီးပါပြီကိစ္စဒါဘာမှန်းတူးဆန်းလို့ရအဲ့တော့အမှထက်ပြီးတိကျတဲ့အဖြစ်တခုလိုချင်နေကိုယ်ရန်ကန်ရှင်အောင်သွားမေးအဲ့ကောင်မလေးကိုသွားမေးပြီးရင်ကိုကိုတိုင်းငွေကုန်ကြေးကြခံပြီးတော့ဒီကိစ္စတွေအတွက် like ကူညီလိုက်နော်ကျွန်တော်တို့လာမမီနဲ့တော့ကျွန်တော်တို့ကခေါင်းချောင်ထွက်တာလေးမဟုတ်လို့ပြီးပြီးရောလည်းမဟုတ်ကြဘူးဒီကိစ္စနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဂျားမှာဆရာမင်းကျော်သိန်းနဲ့ကျွန်တော်နဲ့ဂျားမှာတအူးနဲ့တအူးဂျားမှာနားလည်မှုလွဲရအောင်နော်အကြီးကျယ်မြောက်နေကိစ္စတွေလည်းရှိရကျွန်တော်ဒါလည်းမတင်ချင်းလို့နော်အဲ့တော့အဲ့ဒါဒီအကုန်လုံးကိုလည်း ဆရာရေချမ်းလည်းတည်တယ်ကျွန်တော်အလုံးတွေးလိုက်ပြီ reset တစ်ခုလည်းကြည့်ပြီးသွားပြီ reset ကြည့်ရချင်ရအောင်နောက်ကျနေသေးတယ်တစ်ဖက်ကတက်တယ်ကိုပြရတဲ့ချိန်ရတော့နောက်ကျနေသေးတယ်။ကောင်မလေးတိုင်စားအရင်ရောက်ပြီးတဖက်ကလည်းရှင်းပြီးဘာမှဖြစ်ဘူးဆိုမဖြစ်ဘူးလို့မှတ်နော်အဓိကအဲ့ဒါကိုပြောချင်တာကျွန်တော်တို့မတင်ပေးဘူးဆိုတာကျွန်တော်တို့မှတင်လို့မရတဲ့အကြောင်းတရားကြီးရှိလို့မတင်ပေးတာဟုတ်ပြီလားဒါတော့ဆိုသဘောပေါက်မှထင်မယ်ဒီကောင်မလေးကိစ္စတက်ပို့ပြီးကျွန်တော်တို့မှတင်လို့မရမယ့်အကြောင်းတရားရှိလို့မတင်တာဗျာ နော်အဓိကဒါကိုပြောချင်တာဘယ်သူမှလည်းခင်မိုးမိုးမဖြစ်သွားဘူးနော်တရင်နိုးလိုက်သူတွေဒါခင်မိုးမိုးဖြစ်တာဒီလိုစောင်းကောက်တုတွေနဲ့မန်းနေဟာတွေပေါ့နော်အောက်တန်းစားတွေပေါ့ငါရရင်ပြောရရင်တော့နော်မင်းတို့ရဲ့မိတွေကတိုင်ပြီးပြီကြာပြီငါတို့ကတက်တက်လိုင်းမွတ်မှာဒီဟာကြီးကိုတင်းရင်နော်ဒီကိစ္စမပြီးနိုင်ဘူးလားမစီးနိုင်ဘူးလားလို့ဝင်မန်းနေဟာတွေရှိလို့ငါတို့ကမတင်မဲ့ငါတို့ကငါတို့ပြန်မဖြည့်ရှင်းလိုက်တာမင်းတို့မိတွေကတိုင်ပြီးပြီတစ်ဖက်ကဆရာကလည်းဖြည့်ရှင်းပြီးပြီ နော်မင်းတို့မိတွေလုံနိုင်တာလဲသူတိုင်တဲ့အထိပဲသူလုံနိုင်တယ်သူကျန်တာမလုံနိုင်အဲ့တော့သူလဲတိုင်ပြီးပြီတစ်ဖက်ကဆရာလဲဖြည့်ရှင်းပြီးပါပြီသဘောပေါက်တယ်နော်အဲ့ဒီပုံမှာဘာ reset ရလာတာကိုမင်းတို့မြင်လဲလို့နော်အဲ့ဒါမင်းတို့အတွက်ဖြည့်ပဲလीမဟုတ်ဘူးလားတစ်ဖက်ကဆရာမင်းတို့ဘာဖြစ်သွားတော့မင်းတို့မြင်လို့လဲနော်ပြီးပြီလေငါတို့ကလည်းသူ့တိုင်တဲ့အထိကူညီပေးမဲ့ပေးတယ်ငါတို့ကူညီပေးပြီးပြီလေငါတို့ကသူ့ကိုတိုင်တဲ့အထိသူလှုပ်ဆောင်နိုင်တဲ့နောက်ဆုံးကဏ္ဍအထိငါတို့ကူညီပေးပြီးပါပြီနောက်ငါတို့နဲ့ကဏ္ဍမှာပြီးသွားပြီနော်တစ်ဖက်ကချင်းတဲ့ဆရာလည်းရှင်းပြီးပြီအဖြစ်တစ်ခုထွက်သွားပြီ ငါတို့ line မတင်တာပဲရှိရလေဒီကိစ္စတွေကပြီးနေပြီငါတို့ကဒီနေ့မှငါတို့တွေ့ဆုံနေဆိုတဲ့အကြောင်းတင်တာနော်ဟုတ်ပြီလားအဲ့တော့မင်းတို့ကကုညီချင်းမင်းတို့မိရွေးကိုမင်းတို့သွားဆက်တယ်ပြီးတော့မင်းတို့ဗာနေမင်းတို့သွားကူညီသူ့ကိုဗာလုံးနိုင်လဲမေးပြီးတော့ထပ်ပြီးသွားကူညီသွားသူ့အကောင့်ရှိရဲ့အမှရှာပြီးတော့သွားကူညီကြငါတို့ကငါတို့ကုညီနိုင်တဲ့ကဏ္ဍကိုငါရောထန်ရောနှစ်ယောက်လုံးကုညီပြီးပြီးပြီးသွားပြီးငါတို့ကဏ္ဍဟိုတစ်ခါလဲပို့စတင်ထားတယ်အောက်တန်းစားရဲ့နော်ဟုတ်ပြီလားတပတ်ကစီရပါဖြစ်လဲဘာမဖြစ်ဘူးမလားငါတို့ကလည်းတတလုံးရံမဖြစ်နိုင်ဘူးလေဟုတ်လား ငါတို့ကလည်းဆိုရရန်သူတွေမဟုတ်ဒီကိစ္စကြောင့်ねငါတို့ကစိုင်ကြရတာ နော်အဲ့ဒီပုံမှာငါတို့ဂျားရီကနေပြီးတော့မှ အများကြီးအခုလိုပေါ့အဲ့ဒီပုံမှာနော်ငါတို့ကလည်းဆရာရေချမ်းကျေးဇူးကြောင့်ねငါတို့တွေ့ပြီးပြီငါတို့အကြောင်းဆုံးတည်တင်းတောက်လဲငါတို့တည်သွားပြီဒါငါတို့ဒီပြဿနာပြီးသွားမှဒီပြဿနာပြီးသွားမှငါတို့ဂျားအကန်တော့ငါတို့တွေ့ရတာဟုတ်ပြီနော်အဲ့ဒီတက္ကနာဖြစ်သွားပြီဘာမှမဆိုင်တော့ဘူးဟုတ်ပြီလား အဲ့တော့ပြက်တနာမပြီးသေးပဲအဖျားရှိပါလားဆိုပြက်တနာကမင်းတို့မိတွေတိုင်တဲ့အထိပြီးသွားပြီအဲ့မှာမင်းတို့မိတွေကိုသွားမေးတိုင်ထားတဲ့အကြောင်းရာကိုနော်တပတ်ကဆရာလေးရှင်းပြီးပြီငါတို့လည်းအဲ့ထိပဲကူညီပေးနိုင်မယ်ငါတို့အဲ့တန်းငါတို့ဘာလို့ပေးရမှာလဲကဲပြောဟမ်ကဲပြောကြည့်ပါဦးဟုတ်ပြီလားနော်အဲ့တော့ငါတို့လည်းတစ်သက်လုံးရံမဖြစ်နိုင်ဘူးလေငါတို့နားလည်းမူပြန်ပြီးတယောက်နဲ့တယောက်အေးအေးချမ်းချမ်းငါတို့ပြန်အဆင်ပြေအဲ့ဒါဘာဖြစ်လို့တော့ဘာဒီမလူဂျေဝင်နေရလဲကိုဘက်ကဆရာမာလေးလीသူ့တော်တော်ဂျေဝင်တဲ့လူတော်တော်ပေါ်တာအဲ့လိုမျိုးသူ့ကိုမလူတဲ့လူကလည်းတော်တော်ပေါ်တာ ်တက်လားကျွန်တော်ကိုလည်းအဲ့လိုပဲကျွန်တော်နဲ့ကျွန်တော်တရားဆွဲဆိုတာလူရရှိတယ်ဗျာတိလားနောက်တစ်ခါကျွန်တော်မလိုတဲ့ဆရာကြီးလည်းရှိတယ်သူတို့ကလည်းတော်တော်ဂျေဝင်တာဟိုဘက်ကိုသွားပြီးတော့တိုက်တာအဲ့လိုမျိုးအောက်တန်းစားတွေပေါ့ဒီလိုအကောင့်တွေနဲ့မနဲ့လူတွေလည်းတဘောကြီးနော်အဲ့လိုအောက်တန်းစားတွေကနှစ်ကိုရန်တိုက်လို့ကျွန်တော်တို့အဓိကပြန်နာဖြစ်တာနော်ပြန်နာဖြစ်တဲ့ဆိုတာတခြားကဏ္ဍကြီးနဲ့ပါကျွန်တော်တို့ညှိတာနော်သူ့ကိစ္စဆိုအဲ့ကောင်မလေးကိစ္စဆိုအဲ့ကဏ္ဍမှနေပြီးနေပြီဟုတ်ပြီလားအခုလည်းကျွန်တော်ပြီးသွားလို့ကျွန်တော်ကကျွန်တော်ပြေးလေရပြေးလေအကြောင်းလေဒါတော့ဘာတွေလာပြီးဂျေဝင်နေကြလဲကဲပြောကြည့်စမ်းပါဦးနော် ါတို့တွေ့ရဆိုတာငါတို့ဘာတို့ငါဘာကန်နားနဲ့တွေ့တွေ့လေဒီကိစ္စပြီးသွားပြီမင်းတို့မျိုးတွေသွားမေးကျန်တာသူဆက်လို့ရှင်တို့မင်းတို့ဘာမင်းတို့ကူညီလိုက်ငါတို့ကူညီနိုင်တဲ့ကန်နားလည်းပြီးပါပြီလို့ပထမဗီဒီယိုဖိုင်မှာလည်းတင်ထားပြီးသွားပြီကွာကူညီပေးတယ်လားကူညီပေးပြီပြီးပြီတိုင်းနဲ့တိုင်းလို့လည်းဒီကိစ္စပြီးပြီလို့ပြောပြီးနေပြီအတန်တန်ဘာတွေထက်ကြီးဝင်းလဲအောက်တန်းသားကျွန်တော်လေးစားတဲ့သူတွေအကုန်လုံးကျွန်တော် respect ထားပြီးသားဒီကိစ္စမှာကောင်မလေးအတွက်လူဝင်အားလဲကိုယ်တိုင်စိုက်ခဲ့သလိုငွေရင်အားလဲကျွန်တော်ကုန်ကြခံခဲ့ရနော်အဲ့တော့ ဖြစ်စဉ်ဒီမှာကျွန်တော်နဲ့တစ်ဖက်ကဆရာနဲ့မတွေ့ခင်အချိန်ထိမှာကောင်မလေးဘက်ကတိုင်စာပို့တဲ့အချိန်ထိကျွန်တော်တို့တက်နိုင်တဲ့များအများဆုံးကူညီပေးမယ်အတက်နိုင်ဆုံးကူညီပေးမယ်ဆိုကူညီပေးခဲ့တယ်ထန်ရာအတိဆုံးဒီကိစ္စတွေကိုနော်ငွေလဲကျွန်တော်တို့ကုန်ခဲ့တာကျွန်တော်တိန်းကိုဆယ်ရှင်ရာချီနီးနီးကျွန်တော်ကုန်ခဲ့တာဒါထန်ရာတိရကျွန်တော်ကုန်စေးနဲ့ပြပြီးသားနော်ကျွန်တော်ကူညီပေးခဲ့ပြီးပြီလေအခုဝင်ပြောနေသူတွေဗာမြန်ကူညီပေးလို့လဲနော်ကျွန်တော်တက်နိုင်လောက်ကျွန်တော်ကူညီပေးပြီးသွားပြီကူညီပေးပြီးတဲ့အခိုက်အတန့်မှာတစ်ဖက်ကတိုင်စာတို့တစ်ဖက်ကဆရာချင်းရတယ်ဒါပေမဲ့ဘာမှမဖြစ်တော့အဲ့ဒါဆိုရင်ဒီဟာရဲ့ reset ကို ကွက်ကိုတွေးတော့ကြည့်လိုက်တော့ဒါတကန်နာအဲ့ဒါပြီးတဲ့အခါမှာဆရာကြီးကျန်းကျေးဦးတောင်းနဲ့ဆရာနဲ့အဲတစ်ဖက်ကဆရာနဲ့ကျွန်တော်နဲ့သွားပြီးတော့တွေးဆောင်ရတယ်တွေးဆောင်ပြီးနောက်ရက်မှာပဲကျွန်တော်တို့က surprise ကိစ္စကြီးတစ်ခုပေါ်လာတယ်နော် surprise ဖြစ်စရာကိစ္စကြီးတစ်ခုပေါ်လာတယ်ကျွန်တော်လက်ရှိဖြစ်နေတဲ့ကိစ္စဆိုတာတေးသေးလေးဘာမှမဟုတ်ဘူးအဲ့ချက်ကြီးတဲ့ကိစ္စကြီးတစ်ခုကျွန်တော်တို့ကပေါ်လာတယ်နော်အဲ့ဒီဟာကျွန်တော်တို့ live mode မှာပြောပြလို့လည်းမရအောင်တင်ပြလို့လည်းမရအောင်ပြီးချင်းကျွန်တော်တို့အိမ်နိုင်ရရောက်လာမြင်ကျွန်တော်တို့ကတေးချာရှင်းပြပေးမယ်เนาะအဲ့တော့ကျွန်တော်တို့ကဒီကိစ္စကိုကျွန်တော်ရက်တန့်ပြမှရတော့เนาะအဲ့တော့ကျွန်တော်တို့နှစ်ဦးကြာမှာပြေလည်မှုယူပြီးတော့ကျွန်တော်ဒီကိစ္စကိုကျွန်တော်လုံးဝရက်တန့်ပြလိုက်တယ် ကျွန်တော်ပြောတဘောပေါက်ပြီလားကောက်မာလေးကလည်းသူ့လုံးနိုင်တဲ့ကဏ္ဍအထိလုပ်ပြီးသွားပြီတစ်ဖက်ကဆရာအပြစ်ရှိတယ်မရှိဘူးဆိုတာရလာရစက်ပေါ်မှာခင်ဗျားတို့ကြည့်ကျန်တာကျွန်တော်တို့ဘက်ကတင်လို့မရအောင်ကျွန်တော် line ပေါ်မှာလုံးဝတင်လို့မရတယ်ကျွန်တော်တို့က separate ဖြစ်เสียကိစ္စကြီးတခုရှိတယ်ဗျာကျွန်တော်တို့ဒီလောက်ပြောရင်ခင်ဗျားတို့နားလေပေါ့နော်ကျွန်တော်လည်းမထင်မထားဘူးကျွန်တော်ကျွန်တော်တို့က surprise လို့ဖြစ်သွားတာအဲ့အတွက်ကြောင့်ကျွန်တော်တို့ခေါင်းကြီးဆိုင်တိုင်မြင်ရတယ်ဒီကိစ္စဆိုတာကျွန်တော်တို့ကဘာမှမဟုတ်တော့တဲ့ပါမွားဖြစ်သွားပြီသိလားခေါင်းကြီးဆိုင်တိုင်မြင်ရတဲ့ကဏ္ဍကြီးဖြစ်လာအဲ့လိုတိုင်မြင်ပြီးတော့မှကျွန်တော်တို့ကလုံးဝ line ပေါ်မှာ ဒီကောင်မလေးနဲ့ပတ်သက်တဲ့အကြောင်းအရာတွေမတင်တော့ဘူးကျွန်တော်တို့ဆုံးဖြတ်ချက်ချတာတစ်ဖက်ကဆရာလည်းတင်မှာမဟုတ်တော့လို့ကျွန်တော်လည်းမတင်တော့ဘူးထန်ရလည်းတင်မှာမဟုတ်တော့ဘူးကျွန်တော်တို့မှအကြောင်းတရားရှိလို့တင်လို့မရတဲ့နော်အဲ့အတွက်အကြောင်းမဟုတ်လို့ကျွန်တော်တို့မတင်တော့ဘူးပြီးပြီဒီကိစ္စောက်ဒီမှာကျွန်တော်ရက်တန်လိုက်ပြီအဲ့တော့ပြောချင်တာကနော်ကျွန်တော်တို့ကူညီနိုင်တဲ့မြတ်ကျွန်တော်လည်းကူညီပေးခဲ့တယ်တစ်ဖက်ဆရာလည်းအပြစ်ရှိတယ်မချူတာရလိုက်ရစက်ပေါ်မှာជីជីနောက်တစ်ခုကတော့ကျွန်တော်တို့နှုတ်ကနေထုတ်ပြောလို့မရတဲ့ကိစ္စဆိုခင်ဗျားတို့ကနားလေပေးလေနော်ခင်ဗျားတို့နားလေပေးကျွန်တော်တို့ line မှာတင်လို့မရတဲ့ကိစ္စရှိတယ်ခင်ဗျာနော်ကျွန်တော်တို့ချင်း တွေ့ပြီးနောက်ရပါမှာကျွန်တော်တို့လည်း surprise ကြီးပဲအဲ့ကိစ္စကျွန်တော်တို့လည်းအဲ့လိုမျိုးမတိခဲ့ရအောင်ပြီးမှတိခဲ့ရတာအဲ့အတွက်လည်းလိုင်းမုံမှာတင်လို့မရအောင်ဒါပေမဲ့ကျွန်တော်မိတ်ဆွေရင်းနေဆိုအကုန်တိတယ်နော်တစ်ဖက်ကဆရာနဲ့ကျွန်တော်နဲ့ကြမှာပြေလည်မအောင်ကျွန်တော်တို့အဆင်ပြေမယ်နောက်တစ်ချက်အနေနဲ့ကျွန်တော်တို့ကလည်းဒီကိစ္စကိုလိုင်းမုံမှာမတင်ဘူးရက်ပြစ်မှအဆင်ပြေမှာဒါကျွန်တော်တို့တင်တာလည်းဒါနောက်ဆုံးပဲနောက်နောက်ကျွန်တော်တို့ကတင်တော့မှာမဟုတ်ဘူးဟုတ်ပြီနော်အဲ့တော့ဘာကိစ္စလဲဆိုတော့ကျွန်တော်နှုတ်ကမပြောတော့ဘူးကျွန်တော်လည်းတိလိုက်ရတဲ့အတိတ်တစ်ခုပေါ့နော် အဲ့တော့ဒီကိစ္စဟာတိတ်တိတ်လေးတကယ်တမ်းကြတော့အဲ့ချက်ကြီးရဲ့ကိစ္စရှိတယ်ကျွန်တော်တို့ပြောလို့မရတဲ့ကိစ္စမဟုတ်လို့မပြောတာပါနော်အဲ့ကြောင့်ကျွန်တော်တို့ကနားလည်မှုယူတယ်ကျွန်တော်တို့ကြောင်းနဲ့ကြောင်းပြေလည်လိုက်တယ်အဲ့ဒါကိုဈာထဲမှာဂျေဝေနေတဲ့သူတွေရှိရတချို့တချို့တော့တစ်ဖက်နဲ့တစ်ဖက်ကိုမကျင်တဲ့သူတွေကထပြီးတော့မှဘာဖြစ်လဲဆိုတော့ရန်လုံးကြတယ်အတိကြတာပဲနော်ကျွန်တော်တို့ကကျွန်တော်တို့မှလည်းကျွန်တော်တို့အကြောင်းတရားကြီးကြီးမားမားရှိလို့တင်မရလို့ကျွန်တော်တို့ကဘာမှမပြောပြတာကျွန်တော်တို့မိတ်ဆွေအဲ့ဒါကြောင့်မလို့ပြောတာလေ ရန်ကူညီနေကျင်တဲ့သူတွေရှိရင်တန်နန်းကိုလာနော်တန်နန်းကိုလာပြီးွားရင်အကျိုးသိအကြောင်းသိနေကုန်ရှင်းပြမယ်။ဘာဖြစ်စဉ်ဆိုတာပြောပြမယ်။အဲ့ဒါကိုမှကျွန်တော်တို့ကရှင်းနိုင်တယ်ကျမတို့ကရှင်းနိုင်ပါတယ်ဆိုလို့ရှိရင်တော့ငွေသိန်းတရာထုတ်ပေးမယ်ချက်ချင်းလက်ငင်းဒါပေမဲ့ငါတို့နဲ့မပတ်သက်ပါဘူးလို့လက်မှတ်တော့ထိုးပေးရနော်ငါတို့နဲ့မပတ်သက်ဘူးဆရာတို့နဲ့မပတ်သက်ဘူးလို့လက်မှတ်ထိုးပေးကျမကရှင်းနိုင်တယ်ကျွန်တော်ကရှင်းနိုင်တယ်ဆိုငွေသိန်းတရာလက်ငင်းပုံချပေးမယ်ကွက်ကိုဆက်ချင်းကြနော်ဆရာတို့ ဒီအကြောင်းတရားတစ်ခုဆရာတို့စီမရောက်ခင်မှာဆရာဒီကိုရီးယားလားမသိဘူးအများတည်းမှန်မှန်ကန်ကန်ပြောနေတဲ့အမျိုးသမီးတဦးရှိရယ်သိလားဟာဘာတော့ကျန်တာတော့မပြောလို့တော့အဲ့နာမည်မပြောလို့တော့သူ့ကိုအရင်စကားတပြောတဲ့အချိန်မှာသူနဲ့ဆရာနေတော့လည်းနည်းနည်းကတိကောက်ဖြစ်သွားတယ်။သူကနေပြီးတော့မှဆရာကိုပြောတယ်ဒါ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 ဆိုတဲ့အချိန်မှာဆရာဒါဖြစ်လဲကိစ္စမရှိဘူးเนาะအမှန်တရားတစ်ခုအတွက်ပဲဘာညာတရကာလို့ပြောချိန်မှာသူနဲ့ဆရာနဲ့ကတိကောက်ပြီးသူကဆရာတော်ဘလော့သွားတယ် เนาะသူကအဲ့တုန်းကသူကပြောတာဒါပေမဲ့အဲ့ဒါပြီးတော့မှဇာရိုးကဒီအကြောင်းတရားကိုတီးရတာเนาะဘာအကြောင်းတရားလဲဆိုတော့ line ပေါ်မှာမပြောနိုင်ဘူးဟုတ်ပြီเนาะအဲ့တော့မှန်နေမှရဆိုတဲ့ကိစ္စအငေါက်တက်ကတိတိလေးအိနောက်ကွယ်မှာအကြီးရှိတယ်ဟုတ်ပြီလားအဲ့တော့ကုညီကျင်တဲ့သူရှိရင်ခလုံးကိုဝဲခမ်းချုပ်ကငွေဆိုလဲတင်းကိုဆဲရှိရရှိเนาะကုညီပေးခဲ့တာကောင်းကြခံပေးခဲ့တာပြန်လဲမတောင်းလို့လဲမလို့ခြင်းဘူးเนาะအဲ့တော့ကုညီပေးခြင်းနဲ့ဆက်ပြီးတော့ဒီကိစ္စအတွက်အာသွန်ကုန်ဆိုင်လုတ်ပေးခြင်းနဲ့ဇာရိုးကဘာအကြောင်းရက်တာလဲဆိုတာသိခြင်းတဲ့သူချင်းဒဏ္ဍန်းဟုတ်လား ရှင်းပြပေးမယ်ကျွန်တော်ကျမကတော့သက်ပြီးဒီကိစ္စကိုတောင်းဝင်ပြီးဖြေရှင်းနိုင်ပါတယ်လို့ပြောရင်ငွေသိန်းတရာထပ်ထုတ်ပေးမယ်ကိုကကိုဖြေရှင်းငါတို့နဲ့မပတ်တတ်ပါဘူးလို့လက်မှတ်ထိုးပေးအဲ့လိုမျိုးပဲအတိကတော့เนาะအဲ့လောက်ဆိုရင်တော့သဘောပေါက်မယ်တဲ့အတွက်ကျွန်တော်ဆရာတို့လည်းထွတ်ထွတ်ထွတ်မပြောချင်တော့နော်ဘာလို့လဲဆိုတော့အဲ့လောက်ထိတောင်မှဆရာတို့ကဒီဘက်မှာ run တာတွေက run ခဲ့ပြီးပြီအဲ့ကိုရီးယားအဲ့တယောက်ထိတောင်သွားပြီးဆရာအခုကြီးတောင်းခဲ့ဘူးတဲ့ကိစ္စကြီးရှိတယ်ဒါပေမဲ့လုံးဝ cancel နော်သူတော်လုံးဝ cancel ဆရာတို့ဒီဘက်မှာပြီးတော့မှအဲ့ဒါကြီးအားလုံးပြီးတော့မှတယောက်လည်းတီးတာနော်အဲ့ဒါကြောင့်မလို့တာဝန်ယူပြီးတော့ကျွန်တော်လောက်တော့မဟုတ်ဘူးเนาะခွန်အားငွေအားစိုက်ကြမလို့ကျွန်တော်ငွေထုတ်ပေးလိုက်မှာသွားနေဒီမှာယူပါဒါပေမဲ့ငါ့နဲ့မပတ်သက်ဘူးလက်မှတ်ထိုးဆိုကုညီကျင်နေသူရှင်လားတနန်းအောင်လားအကျိုးသိအကြောင်းသိအကုန်ပြောပြကျွန်တော်တို့ကတော့အားလုံးနဲ့ကင်းကင်းရှင်းရှင်းပဲနေတယ်ဘယ်သူနဲ့မှဘယ်ဖွဲ့စည်းနဲ့မှလည်းဘာမှပတ်သက်တာလည်းမရှိဘူးကင်းကင်းရှင်းရှင်းနေတယ်အဲ့လိုဖြစ်လာမယ့်အရာမျိုးတွေဆိုလဲကျွန်တော်တို့ကချောင်းတယ် နော်အဓိကကျွန်တော်တို့လှုပ်ဆောင်တဲ့အရာဒီအမှန်တရားတစ်ခုတည်းပဲကျွန်တော်တို့ကအဲလှုပ်ဆောင်ပေးခြင်းနဲ့ဆိုပြီးတော့ကျွန်တော်တို့ကူညီပေးခဲ့တာလွဲရင်ကျွန်တော်တို့မှာတဲ့နဲ့ယူရချက်မရှိရအတွက်ကြောင့်အခုချိန်မှာကျွန်တော်တို့ကသူနဲ့လဲဘာမှပတ်သက်စရာအကြောင်းရင်းလည်းမရှိဘူးနော်သူကိစ္စတစ်ခုအတွက်ပဲကျွန်တော်တို့ကူညီပေးခဲ့တာပြီးသွားပြီအဲ့ဒါကိုကျွန်တော်တို့ပြီးတာကိုဘာအကြောင်းတရားဆိုတာကိုဖြေမသွေးဘဲနဲ့မပြီးနိုင်တဲ့သူတွေရှိတယ်ဆိုလို့ရှိရင်ကျွန်တော်စီကိုလာရမ်းမလုပ်ဘူးအကောင်လုံးအကျိုးတင်ကြောင်းတွေရှင်းပြပြီးရင်ငွေတောင်ပေးလိုက်မယ်ထပ်ပြီးဖြည့်ရှင်းခြင်းနဲ့ဆိုဖြည့်ရှင်းကြနော်အဲ့တော့ဖြစ်လာတဲ့ reset ကိုကွက်ကိုခန်း เนาะไอ้กาจ้าတော့มากุญีနိုင်တယ်လို့အမခံရဲတဲ့သူရှိရဆိုရင်ခြေကိုထွက်လာခဲ့တနန်းဟိုလာအင်းစိန်ပန်းညာနန္တာကုံရိတ်တာလမ်းမှာဖွင့်ထားတယ်ကျွန်တော်မြတ်သူရိစကဘယ်တော့မှမတိကျတဲ့အရာတစ်ခုကိုမလုပ်ဘူးเนาะအဲ့ဒါကိုအဓိကလာပြောကဲလာကြเนาะလာတဲ့သူတွေအကုန်လုံးဆရာကလေဟိုကနေလက်ဖက်တော့နဲ့ရင်းနှီးချက်နဲ့အဲ့ခံပြူတေချာရှင်းပြအောင်မှာเนาะအဲ့လာတဲ့သူတွေကိုလည်းတေချာရှင်းပြမယ်အကုန်လုံးအေးစစ်စစ်ဆရာမိတ်ဆွေတွေဆရာရှင်းပြမယ်နောက်တစ်ခါလာတဲ့သူတွေတွေကမှကျွန်တော်ကျမကတော့ဒီကိစ္စကိုတာဝန်ယူပြီးတော့ เนาะဆက်လက်လှုပ်ဆောင်ကြမှာဆိုငွေသိန်းတရာထုတ်ပေးမယ်လက်မှတ်ထိုးဆရာဦးနဲ့လုံးဝမပတ်သက်ပါဘူးလို့လက်မှတ်ထိုးဒီကိစ္စအတွက်စာချုပ်ချုပ်တခါတယ်သိန်းတရာထုတ်ပေးမယ်ငွေသားပေးမှလက်ငင်း cash cash တခါတယ်ပေးမယ်เนาะကိုယ့်ကိုတာဝန်ယူပြီးတော့အကောင်လုံးဆက်ပြီးတော့လှုပ်ဆောင်ငါတို့ကသိန်းကို10နဲ့ရှိပြီလက်အကောင်ကြခံပြီးပြီเนาะလှုပ်ဆရာရှိရလဲလှုပ်ပြီးွားပြီအဲ့တော့ကြောင့်မလို့ကျန်တာဘာမှလာမမေးနဲ့ဆရာမြတ်သူရိသကမတိကြပဲနဲ့ဘယ်အလုပ်ကိုမှမလုပ်ဘူးလှုပ်လိုက်တဲ့ကိစ္စတိုင်းမှာလဲကိစ္စတစ်ခုကိုเนาะကိစ္စကဖြစ်တဲ့ကိစ္စကတည်တည်လေး အဲ့ချက်ကြီးတဲ့ကိစ္စအနောက်မှာရှိတယ်နော်အဲ့ဒါကိုတပတ်ပေါက်နောက်တစ်ခုကကျုပ်ကလေမှန်သောစကားတစ်ခုပြောမယ်ဘယ်တော့မှကျုပ်ကကျုပ်ဘာသာသာသနာပေါ်မှာထိခိုက်မဲ့အလုပ်ဆိုကျုပ်မလုပ်ဘူးနော်ကျုပ်ချောင်းတယ်ဒုတိယတစ်ခုအနေနဲ့ထပ်ပြီးတော့နော်ခမားတို့ပြောပြလို့လိုင်းပေါ်မှာမရတဲ့ကိစ္စကြီးတစ်ခုရှိတယ်နော်အဲ့တော့ကျွန်တော်တို့ကလုံးဝပြောမရဘူးဆိုရင်ကိစ္စတိတ်တိတ်လေးမဟုတ်လို့ကျွန်တော်တို့မပြောတာမှန်တယ်မှားတယ်ဆိုတဲ့ကိစ္စကိုနော်ကျွန်တော်ပထမဗီဒီယိုဖိုင်ဒီမှာပြောပြပြောပြပြီးသွားပြီး เนาะပြောပြပြီးသွားပြီအဲ့ဒါကိုပရမတ်ဗီဒီယိုဖိုင်ဒီမှာကြည့်လိုက်တော့ပြောချင်တာကအဲ့ဒါအုံမှာကိုတက်ပါမတက်ပါဖြစ်ရှင်နေရဆိုရင်ခမားတို့တည်ကျင်နေမှန်နေမှန်းဆိုတဲ့ကိစ္စကတက္ကဏကျွန်တော်တို့လိုချင်တဲ့ point อ่ะကျွန်တော်တို့ကသူနဲ့မပတ်သက်တော့ပါဘူးဆိုတော့လိုချင်တဲ့အတိတ် target เนาะကျွန်တော်တို့ပြောတင်တာပြောပြီးသွားပြီကိုညီတင်တာကိုညီပေးပြီးသွားပြီเนาะ ငွေလဲកုံခံပြီးသွားပြီလူလဲအင်အားစိုက်ထုတ်ပေးပြီးသွားပြီဒါပေမဲ့အဲ့ဟာရဲ့နောက်ဆက်တည်းမှာကျွန်တော်တို့သိရတဲ့ကိစ္စကြီးတစ်ခုရှိတယ်သိကျင်လို့အိမ်ယုံကိုတိုင်ကိုရလာပြီးတော့မေးမယ်ဆိုအင်းစိန်ပန်းကြနန်းတာကုံရိတ်တာလမ်းမှာနေတယ်ဖုန်းဆက်ပြီးတော့ကြိုက်တဲ့အချိန်မျိုးလားတီတီချာချာအဲ့ခံကျွေးမွေးပြီးတော့ပြောပြမယ်เนาะအဲ့တော်မှကိုကိုတိုင်းကဝင်ပြီးတော့ကုညီဖြည့်ရှင်းပြပါရယ်ဆိုလို့ရှိရင်ကျောက်ကငွေကုန်ခဲ့ရယ်ဆိုမယ်ငွေထပ်အကုန်ခံပေးမယ်တိန်းတရာထုတ်ပေးမယ်เนาะ ကိုကိုတိုင်ရှက်နေဦးသီးဦးဆောင်ပြီးတော့လောက်ကျွန်တော်ဆန်းတာပြောလို့ကျွန်တော်နဲ့လာလာမှမပတ်သက်ဘူးဆိုရယ်စာချုပ်တစ်ဆောင်ပဲလက်မှတ်ထိုးပါနော်စာချုပ်စာတယ်နဲ့ငွေအကုန်ပြည့်ဝပေးမယ်အကြောင်းတရားလေးဘာကြောင့်ကျွန်တော်တို့ဒီကိစ္စတွေနဲ့ပတ်သက်ပြီးမတင်မဲကြားမှာရပ်လိုက်တာလေးဆိုတော့ပါတစ်ခါလေးပြောပြပေးမယ်ဟုတ်ပြီနော်အဲ့တော့ကျွန်တော်ကိစ္စတစ်ခုကိုလှုပ်တိုင်းလှုပ်တိုင်းမှာကျွန်တော်တိကျတေချာမှလှုပ်တယ်နော်ကျွန်တော်တို့ဖြစ်နေတဲ့ပြဿနာကလိုင်းမမှတိတာဒလားလောက်အဲ့နောက်နောက်ွယ်မှာဒလားလောက်ကြီးရှိရယ်နော်အဲ့အဲ့လောက်လောက်ကြီးကကျွန်တော်လည်းပြောပြလို့မရလို့သဘောပေါက်ပြီနော် အဓိကအဲ့တော့ပြောတာအဲ့တော့ဒီနေ့တင်တာနောက်ဆုံးပဲတည်ကျင်တဲ့သူတွေကဖုံးဆက်ပြီးဆရာတန်တန်းကိုလာပြီးတော့မေးနော်ဝင်ပြီးတော့ဖြည့်ရှင်းပြီးကျင်တဲ့ဆိုတွေကလာပြီးတော့နားထောင်ငွေသားသိန်းတရာနဲ့လက်မှတ်နဲ့တခါတည်းလာထုတ်ပြီးတော့ယူဟုတ်ပြီနော်ထုတ်ပေးမယ်တခါတည်းအဲ့ဒါအတိအကျပြောလိုက်တဲ့စကားပဲကျုပ်တို့ကတော့ကူညီနိုင်တာကျုပ်တို့ကူညီပြီးပြီးကျုပ်တို့ကငွေကြောင်းဆက်မကူညီရလဲမဟုတ်ဘူးနော်လူပင်ပန်းတို့လည်းမဟုတ်ဘူးကျုပ်တို့ပြောတာရှင်းနေပြီ ကျုပ်တို့နှစ်ယောက်လုံးကမြန်မာနိုင်ငံမှာနေတာတစ်ဖက်ကဆရာကျုပ်ကဖြစ်ရင်ကျုပ်တို့ကခြေစုံကနေပြီးတော့မငပိကျော်စားမှာခင်ဗျားတို့သဘောပေါက်ပြီနော်ဒါလို့ဆိုနော်အဲ့ဒါကြောင့်မလို့ခြေကအာမခံနိုင်နေဆိုလူတွေထွက်လာခဲ့